နေ့အော်တိုဘာလ28ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့2024-2025ဘန်ဒါယီနှစ်အတွက်ຫນွေဦးတည်အစီအစဉ်ကနေရရှိလာတဲ့ကျပ်သိန်း9000ကျော်ကို CDM တွေအတွက်ကူညီထောက်ပံ့ခဲ့တဲ့သတင်းအာဆီယံအနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နိုင်ငံရေးလမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့ဥနေဖုံးလက်ပြောကြားလိုက်တဲ့သတင်းအကြံဖတ်ဆေးဥစုကအပန်းဖြေဖို့အသုံးပြုတဲ့ပါရာမိုတာတွေနဲ့ အရက်သားပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဖျက်ဆီးနေတယ်လို့တာမတ်ကြီးဥကြုံမထွန်းပြောကြားလိုက်တဲ့တဲ့။စီရေးအခြေအနေတွေပြင်းထန်နေတာကြောင့်ဗိတ်တနင်္သာရီဗိုလ်ပြင်းလက်မကြီးတလျှောက်ခီးသွားလာခြင်းမပြုကြဘူးတတိပေးထုတ်ပြန်လိုက်တဲ့တဲ့။ကံပလတ်မြို့နယ်အတွင်းအကြံဖတ်ဆဲအုပ်စု၄ချောင်းရန်ကြောင့်ပွဲလန်းသပင်မကျင်းပကြရန်ထုတ်ပြန်လိုက်တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တဲ့တွေပဲဖြစ်ပါတယ်။ 2024-2025ဘဏ္ဍာရေးနှစ်အတွက်ຫນွေဥတီအစီအစဉ်ကနေရရှိလာတဲ့7သိန်း8000ကျော်ကို CDM တွေအတွက်ကူညီထောက်ပံ့ခဲ့တဲ့တဲ့ရင်ကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။2024-2025ဘဏ္ဍာရေးနှစ်အတွက်ຫນွေဥတီအစီအစဉ်ကနေရရှိလာတဲ့7သိန်း8000ကျော်ကို CDM တွေအတွက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ CDM Success Committee ကအော်တိုဘာလ26ရက်နေ့မှာຫນွေဥတီအစီအစဉ်မှရရှိတဲ့ ဗန္ဓာယီနှစ်ကုံအမျက်ငွေထပ်ဆောင်ထောက်ပို့လှူဒန်းခြင်းအခမ်းအနားကိုပြုလုပ်ခဲ့ရာ ပြည်တော်စုဝန်ကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါဒီကနေ့ခမ်းအနားဟာစီမံကိန်းဗန္ဓာယီနှစ်ယင်းဤမြို့နယ်မှုဝန်ကြီးဌာနရဲ့ຫນွေဥတီအစီအစဉ်ကနေရရှိတဲ့2024-2025ဗန္ဓာယီနှစ် GRN အမျက်ငွေ7,800ကျော်ကို CDN ဝန်ထမ်းများအရေးပေါ်လိုအပ်မှုထောက်ပံ့ရေးအတွက်ထပ်မံအကူအညီပေးအပ်ဖို့ဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိ CDN ဝန်ထမ်း2000ကျော် စကိုင်းငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့စီဒီယံဝန်ထမ်းနဲ့မိသားစု2500ကျော်ကိုလည်းစုစုပေါင်းငွေကျပ်3000ကျော်ကူညီပေးနိုင်ခဲ့ကြောင်းကျွန်တော်တို့ရဲ့ CDM Success Committee CSC ဟာ CDM များရဲ့အခက်အခဲနဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်အောင်အားထုတ်ကြိုးပမ်းခဲ့ကြပါကြောင်းပြည်အောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်2024 2025ဘဏ္ဍာရေးနှင့် year end အမြတ်ငွေ ထပ်ဆောင်ထောက်ပို့ပေးအပ်ပွဲဟာစီရီယံနိုင်ငံဝန်ထမ်းများရဲ့စွန့်လွတ်အနစ်နာခံမှုကိုတံမိုးထားကြောင်းပြသတဲ့ပွဲဖြစ်တယ်လို့တော်လန်ရေးရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့တည်တည်တခုဖြစ်တယ်လို့လည်းပြည်တော်စုဝန်ကြီးချုပ်ကပြောပါတယ်။ CDM နိုင်ငံဝန်ထမ်းတဦးချင်းစီရဲ့လက်ရှိဘဝရည်တည်မှု၊ကြက်တဲပင်ပန်းမှုအခြေအနေ၊ဖိနှိပ်ခံရမှုအခြေအနေတွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ထပ်တူထပ်မြခန်းစားရတယ်လို့လည်း၎င်းကဆက်ပြောပါတယ်။ အလုတ်အကိုင်းဝင်ငွေနေထိုင်ရာလုံခြုံမှုစတဲ့အခြေခံလိုအပ်ချက်တွေဆုံးရှုံးခဲ့ရတဲ့အပြင်စစ်ကောင်စီရဲ့ဖိနှိပ်မှုချိန်ချောက်မှု မတရားပန်းစည်းခံရမှုတွေနဲ့ပါနေစဉ်စိတ်ပိစီးမှုတွေကြားပင်ပန်းဆင်းရဲစွာဖြတ်သန်းနေကြရတဲ့အခြေအနေမျိုးမှာတော့မှမှန်ကန်တဲ့ရည်တည်ချက်ကိုမြဲမြံစွာစုပ်ကင်ထားနိုင်ခဲ့တဲ့ CDM များရဲ့စိတ်သက်ခွန်အားဟာတကယ်ကိုအမကန်းပွေရာဖြစ်ပါကြောင်း CDM နိုင်ငံဝန်ထမ်းတွေရဲ့ ရှင်းတန်းနေထိုင်မှုမှာလုံခြုံပြီးဂုံတိတ်ကရှိတဲ့ဘဝတစ်ခုကိုအမြန်ဆုံးပြန်လည်ရရှိဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်လို့အပြည့်အဝခံယူထားပါကြောင်းအကြမ်းမပတ်အာဏာပိဆိုင်ရေးလှုပ်ရှားမှုစီရီယံမှာပါဝင်ခဲ့ကြတဲ့နိုင်ငံဝန်ထမ်းပေါင်းများစွာရဲ့စွန့်လွတ်အနစ်နာခံမှုရဲရင်ပြတ်သားမှုနဲ့တစ္ဆာရှိမှုတို့ဟာအမှန်တရားနဲ့တရားမျှတမှုအတွက်လမ်းပြပေးတဲ့အလင်းရောင်ဖြစ်ပြီးဒေါ်လာရေးတစ်ခုလုံးအတွက်အဖိုးမပြတ်နိုင်တဲ့ခွန်အားကိုဖြစ်စေခဲ့ပြီး မြန်မာပြည်တမိုင်းမှာမှတ်တမ်းမော်ကွန်းပြုအပ်တဲ့အခမ်းကဏ္ဍတစ်ခုလည်းဖြစ်ပါကြောင်းလို့ပြည်အောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါရယ်။အဆိုပါအခမ်းအနားမှာစီမံကိန်းဗဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးတင်ထွန်နိုင်က နေဦးတီမှ CDM များသို့2024-2025ဗဏ္ဍာရေးနှစ်တွင်ဂုံပြုချင်းမြင့်ပြီးစီးမှုအခြေအနေတွေနဲ့ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းခဲ့ပြီးနေဦးတီတာဝန်ရှိသူတို့ဦးမှလုပ်ငန်းဆောင်ရွက်ချက်များကိုအကျယ်တဝန့်ရှင်းလင်းခဲ့ပါတယ်။ အခမ်းအနားကိုပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တမ်းမှဦးဆောင်ကပြည်တော်စုဝင်ကြီးများဒုတိယဝင်ကြီးများ CDM Success Committee အဖွဲ့ဝင်များ CDM Ministry Focal များတွေဦးတီကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်အာဆီယံနေဖြင့်မြူသားညညွေအစိုးရနဲ့တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နိုင်ငံရေးလမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့ဥနစ်ဖုံးလက်ပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ာဆီယံအနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နိုင်ငံရေးလမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့အတွက်ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားလိုက်ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်18မြန်ဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင်တော်လိုင်းအင်အားစုတွေအားလုံးနဲ့လက်တွဲကနိုင်ငံရေးရတရားဝင်စေဖြစ်တဲ့2010ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကင်ဆယ်လျက်မိမိတို့၏ပင်မနိုင်ငံရေးတန်းကြောင်ဖြစ်တဲ့ Federal Democracy Brainian အခန်း၃နိုင်ငံရေးလမ်းပြမြေပုံအစစ်ဆက်တက်မှာပြဋ္ဌာန်းထားတဲ့အတိုင်းတိုင်းပြည်ပြည်ပြည်ညီလာခံကရေးဆွဲတည်ပြုထားသည့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေကိုလူမှုဆန္ဒခံယူပွဲကျင်းပပြီးအတည်ပြုပြဋ္ဌာန်းခြင်းနဲ့ရွေးကောက်ပွဲကျင်းပခြင်းမူပေါင်းအတိုင်းရက်ဒီကစနေပြောင်းတော်လှန်ရေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ် လက်ရှိမှာလဲ Federal Democracy ပြည်ညာအခန်း၃နိုင်ငံရေးလမ်းပြမြေပုံအဆင့်ရှင့်ဖြစ်တဲ့ Federal အတွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ Articles of Federal Transitional Arrangement AFTA ကိုတော်လိုင်းအင်အားစုတွေစုပေါင်းရေးဆွဲလျက်ရှိသလိုစုပေါင်းဥဆောင်မှုအတွက်ပုံမူခိုင်မာအားကောင်းတဲ့ဘုံနိုင်ငံရေးသဘောတူညီချက်တွေရရှိနိုင်မှုအတွက်လည်းတွေ့ဆုံဆွေးနွေးပွဲတွေကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပါတယ် ဒါကြောင့်အာဆီယံအနေနဲ့အကြံဖတ်စစ်ကော်မရှင်ကဥဆောင်ကျင်းပမယ်အတူရောင်ရွေးကောက်ပွဲကိုတရားဝင်မှုရရှိစေဖို့လှုံ့ဆော်ပေးခြင်းမပြုဘဲမြို့သားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နန်းချောင်းကိုထောက်ပံ့မှုပေးဖို့အလေးအနက်ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။ ဒါအပြင်58ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲကထုတ်ပြန်ခဲ့တဲ့အာဆီယံခေါင်းဆောင်များရဲ့မြမရေးသုံးသက်ချက်နဲ့ဆုံးဖြတ်ချက်တွေကိုလည်းကြိုးဆိုရဲဆိုတာနဲ့မြမပြည်သူတွေပိုင်ဆိုင်တဲ့မြမပြည်သူတွေကဥဆောင်တဲ့ရေရှည်ပြေလည်စေမဲ့ငင်းချမ်းတဲ့အဖြစ်ကိုရှာဖွေနိုင်ဖို့ဆက်လက်ကြိုးစားမယ်ဆိုတာကိုလည်းကျေးဇူးအထူးတင်ရှိတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်ကာလများအတွင်းမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်ကမြမအရေးသက်ဆိုင်သူများအားလုံးပါဝင်သောအစည်းအဝေးများကိုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးတွေမှာမြန်မာနိုင်ငံရဲ့အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG မြန်မာနိုင်ငံရဲ့လွှတ်တော်ဖြစ်တဲ့တည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအတိုင်ပင်ခံကောင်စီတွေ Federal Unit ကိုယ်စားလှယ်တွေနဲ့အခြားကိုယ်စားလှယ်အဖွဲ့တွေစုစည်းတက်ရောက်ခဲ့ကြပါဗျာ။အဲ့ဒီအစည်းအဝေးတွေကနေဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲပေါ်ဆောင်တာဒီမိုကရေစီကိုထိမ့်သိမ်းတာနဲ့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုပယ်ချတာတွေပေါဝင်တဲ့ထုတ်ပြန်ချက်တစ်စောင်ကို တော်လန်ရေးအဖွဲ့အစည်း20ကလက်မှတ်ရေးထိုးပြီးတော့အော်တိုဘာလ17ရက်နေ့မှာပူတွဲထုတ်ပြန်ခဲ့ကြပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အောက်ပါတောင်းဆိုချက်တွေဟာမြန်မာနိုင်ငံက2020ရွေးကောက်ပွဲကနေရရှိသောလူလူထောက်ခံမှုအရတရားဝင်မှု Dejury Legitimacy ကိုကိုးစားပြုတဲ့နိုင်ငံရေးအင်အားစုတွေနဲ့ရွေးကောက် ွဲမဟုတ်တဲ့အခြားနည်းလမ်းတွေနဲ့ရရှိသောလူလူထောက်ခံမှုအရာတရားဝင်မှု de facto legitimacy ကိုကိုစားပြုကြတဲ့နိုင်ငံရေးအင်အားစုတွေရဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုထင်ရှားသောမြန်မာပြည်သူလူထုရဲ့အတန်ကိုကိုစားပြုသောဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့်အာဆီယံနဲ့နိုင်ငံတကာအနေနဲ့အလေးနက်ထားထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့အတွက်လည်းဥနေဖုံးလက်ကတိုက်တွန်းထားပါဗျာ။ အကြံဖတ်ဆေးဥစုကအပန်းဖြေဖို့အသုံးပြုတဲ့ပါရာမော်တာတွေနဲ့အရက်သားပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဖျက်ဆီးနေတယ်လို့တာမတ်ကြီးဥကြုံမထွန်ပြောကြားလိုက်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။အကြံဖတ်ဆေးဥစုကအပန်းဖြေဖို့အသုံးပြုတဲ့ပါရာမော်တာတွေနဲ့အရက်သားပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဖျက်ဆီးနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမထွန်ကပြောကြားလိုက်ပါတယ်။အကျဉ်း80မြောက်ကုလသမဂ္ဂအထွေထွေနီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီရဲ့ အာဂါသဟင်းလင်းမြေဆိုင်ရာခေါင်းစဉ်နဲ့ဆွေးနွေးမှုကိုအော်တိုဘာလ28ရက်နေ့ကပြုလုပ်ခဲ့ရာအခုလိုထည့်သွင်းဆွေးနွေးလိုက်တာပါစေအုစုကအာဂါသနီးပညာမှသည်တိုက်လီယင်စီအပန်းဖြေရန်အတွက်အသုံးပြုသော ပါရာမော်တာများအထိ ကောင်းကျိုးရှိတဲ့ကိစ္စများကိုလှည့်ပြားအသုံးပြုကအရက်သားပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်များကိုဖျက်ဆီးခဲ့တဲ့ကျိန်းဖန်များစွာမိမိတို့မြင်တွေ့နေရကြောင်း စစ်ဘက်ဆိုင်ရာအတုံးချနိုင်တဲ့ကိစ္စများနဲ့ဤပညာများကိုအကြမ်းဖက်လှုပ်ရှားမှုများအရက်သားလူထုအားစနစ်တကျဖိနှိပ်ရန်ကြေပြန့်စွာအတုံးချနိုင်ခြင်းမှာအရက်သားဆိုင်ရာအတုံးချမှုထက်ကျော်လွန်အတုံးချနေတယ်လို့ဥကြုံမှုထုံးကပြောကြားလိုက်တာပါ။ဒါကြောင့်အကြမ်းဖက်စစ်အုပ်စုရဲ့လိန်လေလှည့်ပြားတဲ့လုပ်ငန်းစဉ်များကိုပြက်ပြက်သားသားပယ်ချဖို့နိုင်ငံတကာအတိုက်အဝန်းကိုတိုက်တွန်းတယ်လို့ထည့်သွင်းပြောကြားလိုက်ပါတယ်။အကြံဖတ်စေအုစုကယခုနှစ်ဩဂုတ်လ၁ရက်နေ့ကနေအော်တိုဘာလ၂၃ရက်နေ့အထိ ပြည်သူများအပေါ်လေကြောင်းကနေတိုက်ခိုက်မှု348ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ358ဦးသေဆုံးခဲ့ပါတယ်။မြန်မာနိုင်ငံပြည်သူလူထုရဲ့အသက်များကိုကယ်တင်ဖို့အတွက်စစ်လက်နက်တွေတိုက်လေရင်စီအခြားသောစစ်ဘက်နဲ့အရက်ဖက်နှမျိုးသုံးနိုင်တဲ့အရာများနဲ့ဆက်ဆက်နည်းပညာတွေကိုအကြမ်းဖက်ဆဲအုပ်စုထံစီးဆင်းမှုမရှိစေရေးအတွက်ဖြတ်တောက်ဖို့တာမတ်ကြီးဦးကျော်မိုးထွန်းကအဖွဲ့ဝင်နိုင်ငံအားလုံးကိုတောင်းဆိုထားပါတယ်။ စီရေးအခြေအနေတွေပြင်းထန်နေတာကြောင့်ဗိတ်တနင်္သာရီဗုတ်ပြင်းလမ်းမကြီးတလျှောက်ခရီးသွားလာခြင်းမပြုကြဘူးတတိပေးထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြားစီရေးအခြေအနေတွေပြင်းထန်နေတာကြောင့်ပြည်သူတွေအနေနဲ့အော်တိုဘားလ28ရက်နေ့မှစပြီးဗိတ်တနင်္သာရီဗုတ်ပြင်းလမ်းမကြီးတလျှောက်ခရီးသွားလာခြင်းမပြုလုပ်ကြဘူးတနင်္သာရီတိုင်းစစ်ဌာနမှတတိပေးထုတ်ပြန်လိုက်ပါတယ်။ တနင်္သာရီတိုင်းစစ်ဌာနကုကဲမှုအောက်ရှိနီးပြူဟာ35နယ်မြေဖြစ်တဲ့တနင်္သာရီမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါရယ်။မြေပြင်ထိတွေ့တိုက်ပွဲတွေမှာတစဉ်အကြမ်းဖက်စစ်တပ်ရဲ့ကံယိုရန်တိုင်းစစ်ဌာနချုပ်ကာယခနဲ့အမှတ်73စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ73တို့ကတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာမကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုပါလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်နေပြီးအရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ ပြစ်မှတ်ထားတိုက်ခိုက်မှုတွေအများပြားတွေ့ရှိရတယ်လို့ဖော်ပြထားပါဗျ။ဒါအပြင်အကြံဖတ်စစ်တပ်ကဒေတာရင်းကာလမကြီးတွေမှတဆင်စစ်ကူနဲ့ထောက်ပံ့ဖြည့်တင်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေပြီးထိုလန်းတွေမှာစစ်ဆေးရေးဂိတ်တွေအခြေချတိဆောက်ကာခီးသွွားပြည်သူတွေကိုတရားမဲ့စစ်ဆေးခြင်း၊လုံခြုံရေးအကြောင်းပြပြီးကုန်စည်ဖွင့်ဖွင့်ပေါက်စစ်ဆေးခြင်း၊သိမ်းယူခြင်း၊လူနဲ့ကုန်စည်တွေကိုတရားမဲ့ဖမ်းဆီးခြင်း၊ဖြတ်တန်းကားအဖြစ်ဆက်ကြေးကွန်မတရားကောက်ခံခြင်း၊လူငယ်လူငယ်တွေကို အဓမ္မဖန်ဆီးကတပ်သားတစ်စုဆောင်ခြင်းတွေကိုလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။တနင်္သာရီမြို့နယ်ရှိလက်တလောဖြစ်ပေါ်နေတဲ့စီးရီးအခြေအနေမှာပြင်းထန်မှုရှိတာကြောင့်အရက်သားပြည်သူတွေအနေနဲ့အသက်အန္တရာယ်ရှိနိုင်ပြီးခရီးသွားလာဖို့မတင့်တော်ဘူးလို့ဆိုပါတယ်။ဒါကြောင့်ဗိတ်တနင်္သာရီပုံပြင်လမ်းမကြီးတစ်လျှောက်ခရီးသွားလာမှုမပြုလုပ်ကြဖို့နဲ့အထူးသဖြင့်ကားလမ်းမကြီးအသုံးပြုသွားလာမှုကိုရှောင်ရှားကြဖို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကံပလက်မြို့နယ်အတွင်းအကျန်းဖတ်ဆေးဥစု၄ချောင်းရန်ကြောင့်ပွဲလန်းသဘင်မကျင်းပကြရန်ထုတ်ပြန်လိုက်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ကံပလက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ပြည်သူလူထုတွေကလူစုလူဝေးဖြစ်စေနိုင်မဲ့မြည်သည့်ပွဲမဆိုလက်တလောအချိန်ကျင်းပပြုလုပ်တာတွေရှောင်ရှားကြဖို့ကံပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ကံပလက်မြို့နယ်ကိုအကျန်းဖတ်ဆေးဥစုကအော်တိုဘားလာ24ရက်နေ့မနက်9:00နာရီခွဲအချိန်မှာ Jet Fighter 2စီးနဲ့မြို့မ2ရက်ကွက်ကိုပေါင်900ဘုံးသီးတွေကျဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒါအပြင်အော်တိုဘာလ25ရက်နေ့ည8:20မိနစ်အချိန်မှာလဲဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ကမ်ပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အကြံဖတ်စစ်တပ်ကပြည်သူနဲ့တော်လှန်ရေးအဖွဲ့ကိုခွဲခြားခြင်းမရှိအစုံးစုံထိရက်ဆက်ကြမ်းကြုတ်မှုများကျူးလွန်လာနေတာကြောင့်လေကြောင်းအန္တရာယ်မှကြိုတင်ကာကွယ်နိုင်မဲ့ကရုတ်ချင်းတွေထပ်လုဆောင်မှုနဲ့လူစုလူဝေးဖြစ်စေမဲ့ပွဲတွေကျင်းပတာကိုလက်တလောရှောင်ရှားနိုင်ကြဖို့အထူးမေတ္တာရက်ခံထားပါတယ်။ နေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်၅လုံးအဆောက်အဦ၃လုံးပြည်သူ၃ဦးသေဆုံးပြီးပြည်သူ၁၅ဦးထပ်မံတန်ရာပြင်းထန်ခဲ့ပြီးထိခိုက်ပျက်စီးမှုများစွာရှိခဲ့တယ်လို့ဆိုပါရယ်။ဒါကြောင့်ကံပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ပြည်သူလူထုကလူစုလူဝေးဖြစ်စေနိုင်မဲ့မြေတီပွဲမဆိုလက်တလောအချိန်ကျင်းပပြုလုပ်တာတွေရှောင်ရှားကြဖို့ကံပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါရယ်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ချေမွန်ရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာနောက်ပြမလဲကြီးဒီတော်လိုင်းရေးတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြမလဲကြီးဒီတော်လိုင်းရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မျိုးနယ်မှာအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတစ်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တစ်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မျိုးနယ်မှာအောင်လံလွှင့်မီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကတစ်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီး အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျ။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မြည်ဒေါင်းသွင်းနေတဲ့သပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဆန္ဒပြတော်လှန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။